မင်္ဂလာပါရှင်ဘုရူသသမိယာဟုသတိမြအတွက်လီလာပိုင်းအတွင်း6ရက်နေ့ကနေ7ရက်နေ့ထိတပတ်စာဟော့စတယ်ကိုဟောပြီးမှဖြစ်ပါတယ်ဒီကာလမှာမိမိတို့ဟာစိတ်ပျော်ရွှင်စိတ်ကျေနပ်စရာလေးနဲ့ဖြစ်တန်းသွားလာမယ်ကာလလို့ပြောလို့ရတယ်အဲ့တော့မိမိတို့ရဲ့မွန်းချက်မှုတွေမိမိတို့ရဲ့မွန်းချက်စွာနဲ့နေရမှုတွေတွေကပြန်လဲပြပြောက်သွားပြီးအဆင်ပြေသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီကာလမှာအဓိကလုပ်ငန်းမဆိုင်ရာမှာအစားအရာတိုးတက်သွားတာအောင်မြင်သွားတာဖြစ်တဲ့တယ် တခုတော့ရှိရလုပ်ငန်းမိုင်းနဲ့ပတ်သက်ပြီးမိမိဟာစိတ်ကြီးနေတဲ့ဒေါသတွေနေတဲ့အဲ့တော့ဒီကလာမှာစိတ်အေးအေးမမှန်နေတာဖြစ်တဲ့ဖြစ်ကြုံမယ်ဆိုလို့ရှိရင်မိမိတို့အရာရာကောင်းမွန်ခြင်းဆိုတဲ့အရာတွေပြည့်စုံလာလိမ့်မယ်အဲ့တော့ဒီဘုံမှာမူတည်ပြီးတော့စိတ်မျောပြီးတော့ကိုကစိတ်ကြီးနေတဲ့ဒေါသနေရမျိုးဆိုလို့ရှိရင်တော့ဒီကလာဒီနောက်ပိုင်းမှာမိမိရဲ့အင်အားတွေအာအာရင်နေနေဝါတတယ်ပေါ့နော်အဲ့တော့ငွေချင်းမဆန်တဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းငွေချင်းနဲ့ပတ်သက်ပြီးအကူအညီရရှိတာ အဖက်ဖက်ကနေငွေကြေးပိုင်းဆိုင်ရာမှာထောက်ပံ့မှုရရှိတာ၊ပြားစားရှိတဲ့ငွေကြေးရရှိတာ၊ကိုကိုယ်တိုင်ပေးကြရှိတာမျိုးဆိုလည်းပြန်လဲပြီးတော့အေဂျင့်ဆိုပေးနိုင်တာမျိုးဆိုတဲ့ကောင်းခြင်းနေနဲ့များစွာပြည့်စုံရမယ်ပြည့်စုံနေတဲ့ကာလလို့ပြောလို့ရတယ်အဲ့တော့အချင်းလဲဒီကာလမှာစံပွင့်နေတိုးပေမဲ့အချင်းနဲ့ပတ်သက်ပြီးရွေးချယ်မှုတွေရွေးချယ်စရာတွေကြုံလာတတ်တယ်အဲ့တော့ကိုကိုယ်တိုင်ကမာယောနဲ့ရွေးချယ်မှုတွေပြုလုပ်တတ်တယ်ပေါ့နော်ဒီကာလမှာအဓိကအချင်းနဲ့ပတ်သက်ပြီးစံတအားပွင့်နေလူငယ်လေးတွေအတွက် တတိထားစရာအချက်လိုပဲပြောရမယ်ပေါ့နော်အိမ်တော်ရင်အိမ်တော်ရင်နဲ့ပတ်သက်ပြီးတော့ဒီကာလမှာတအုပ်နဲ့တအုပ်နားလည်မှုနဲ့ဖြတ်တန်းဖြစ်ကြောင်ရမယ်ကာလဖြတ်တန်းဖြတ်တန်းဖြစ်ကြောင်မိလိမ့်မယ်ပေါ့နော်နားလည်မှုနဲ့တခုတော့ရှိရဲမာနရဲ့ကြီးပြီးလွန်ဆွဲနေတဲ့ကိစ္စတွေမှာဒီကာလမှာအပြစ်ပြက်နဲ့နှာခေါင်းတက်တက်ကဲ့သို့ကွဲခွာခြင်းတွေနဲ့ကြုံဆုံရတတ်တယ်အဲ့တော့အဓိကကနားလည်မှုနဲ့တွားမတာလည်းအဆင်ပြေလိမ့်မယ်လို့ပြောရတယ်ပေါ့နော်အဲ့တော့အဓိကကိုယ့်ရဲ့ခင်မွန်းနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းတိထားစီကျင်ပါတယ်ဒီကဒီကာလမှာ အဲသူကိုယ်တိုင်ကအထင်ကြီးလေးသားစရာဖြစ်နေတတ်တာပေါ့နော်အမျိုးသမီးလေးအတွက်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုဂယုဆိုင်ပေးရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကလာမှာမိတို့ရဲ့ကျမရင်းနဲ့ပတ်သက်ပြီးတော့တဲ့အဓိကစိတ်မကြီးနဲ့ဒေါသမကြီးနဲ့ဒေါသကြီးလို့ရှိရင်မိမိရဲ့စုံရှုံမှုဆိုတဲ့အရာကြီးမိမှာထောက်ချောက်လိုက်လိမ့်မယ်အဲ့တော့အတောချင်တဲ့ပတ်သက်ပြီးအားနေတာအာယုံကြောတွေအားနေတာခေါင်းကိုက်ဝေဒနာခံစားတာမျိုးဒီကလာမှာဖြစ်တတ်တယ်ပေါ့နော်အဲ့လိုအဲ့တော့ အဓိကအနေနဲ့ဒီပြောမဆိုလို့ရှိရင်မိမိရဲ့ဒီကာလမှာမိမိရဲ့ဒီအတိတ်တန်နေလဲအားနေနေတဲ့အတိတ်တန်နဲ့ပတ်သက်ပြီးတော့ဒီကာလမှာများများလေးလှုပ်ဆဲခြင်းနဲ့ပြောတော့လူမယ်လို့ယူထားတဲ့အတိတ်တန်သားပြီးတော့မှမအောင်မြင်ထားမမြောက်တာမျိုးလေးဖြစ်တဲ့ဒီကာလမှာဖြစ်နိုင်လို့ရှိလို့ရှိရင်ကိုကလေးအတိုင်းလေးလှုပ်ဆဲခြင်းပါတယ်နော်နောက်တစ်ခါကျတော့ဒီကာလမှာတဲ့ကိုမထင်မပယ်လိုက်တဲ့ကိစ္စလေးတွေမှာသာသမီတို့နာကြီးချက်မျိုးလေးဖြစ်လာတတ်တယ်ပေါ့နော်ဒီကာလမှာပြောမိသားစုရေးရာကိစ္စအစအစအရာမှာ ထိမ့်ညိညိနိုင်သွားမှဒါလည်းပုံမောအဆင်ပြေတတ်တယ်ပေါ့နော်အဲ့တော့အရင်ကောင်းမွန်တဲ့ပြန်ဆိုးတဲ့အချိန်ဒါတော့မရဘူးရှင်မဟုတ်သေးဘူးဘောအရင်ကောင်းမွန်တာမျိုးလည်းမဟုတ်ဘူးလေလက်ကာလာနဲ့ဖြစ်တန်းဖြစ်ကျော်နေတာဒါမှမဟုတ်တခုရှိရစိတ်ထဲမှာမုန်းချက်မှုတွေပိတ်လောင်နေမှုတွေဟာလွတ်မြောက်ပြီးအဆင်ပြေပြီပေါ့နော်အဲ့တော့ပုံမကောင်းမွန်တဲ့ကံကျမကိုရရှိဖို့အတွက်အဓိကကျမအညာလေးရှိရတာလုပ်ငန်းမိုင်းဆိုင်ရာမိသားစုရေးရာကိစ္စလေးမှာညံ့နေပေါ့နော် ဲ့တော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ပြေပြောက်သွားဖို့တဲ့လှုပ်ဆောင်တင်းတဲ့ရေတွေကတော့ကျမတို့ရဲ့ဒီအိမ်ပေါ့မိမိအိမ်ရဲ့နီးစက်ရတပ်ပင်ကြီးတပင်ကနေတရွတ်တရွတ်ကိုယူပါပကံများအောင်မှာကတ်ထားလိုက်ပါပြီးွားရင်ထိုတပ်ရက်ကြီးကိုတပ်ရက်ကြီးအပေါ်မှာဖျားနိုင်တင်ထုံးပြီးွားတော့အဲ့ကိုကတိုင်တယ်ရမှာအဲ့အဲ့အပင်ကိုအာယုံပြပြီးတော့ဒီပင်မှာဆောက်ရှောက်ကြတဲ့နေထိုင်ကြတဲ့ ုံကိုယ်တွေအပေါင်းကိုကျွန်တော်ပြုသမျှကုသိုလ်ကောင်းမှုလို့အများတန်းပေးပါဒီပေါ့တနည်းသာကုသိုလ်ကောင်းမှုလို့ပေါ့နော်အဲပါဒီကျွန်တော်ရဲ့ကိစ္စအဝဝဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အခက်အခဲလက်ရှိကြုံတွေ့နေတဲ့ကိစ္စမှာအထမြတ်အောင်မြောင်ဝိုင်းဝန်းကြီးဆက်ဆောက်ပေးကြပါအတကယ်လို့ကိုကြီးဆောက်ချောင်းနိုင်ကိုကမလုံနိုင်ဘူးဆိုလဲလုံနိုင်တဲ့သူတွေကိုကိုကြီးဆောက်ချောင်းဖို့အတွက်ကိုပြောပေးကြပါဆိုပြီးတော့ အဲ့ကုသိုလ်လေးလုပ်ပြီနော်အဲ့ဒါမမီးကအညံ့နေပြစ်ကြပြီးတော့ဒီလုပ်ငန်းမိုက်ဆိုင်ရာမိသားစုရေးရာကိစ္စတွေမှာအေဂျင့်မို့ရရှိတဲ့ပေါ့နော်ကျမအရာလဲစိတ်မကြီးနဲ့ပေါ့ဒေါသမကြင်ရပြီဒီကာလမှာအရန်အစိုးရတော့မှမရှိဘူးအဲ့လိုအဲ့တော့ချက်ရတဲ့ဘုရုသမီးရောက်သမီးအားလုံးအေဂျင့်တာပြောရှင်တော်ဘွားလေးပတ်စံနဲ့ကြပါစေဆန္ဒနဲ့မို့တစ်ခါတည်းကြာပြီးတော့မြို့လိုအပ်ပန်းနိုင်ရောက်ရှိနိုင်ပါစေရှင်ကျေးဇူးများတင်ပါတယ်ရှင်